တခြားပုံမှာနှိုက်နေတဲ့ဇုံတွေအကြောင်းကိုကျွန်တော်ပြောပြပေးမယ် အချစ်ကိုကြော်ပြီးတော့နိုင်တာဗျာတော်တော်ကိုရုပ်ပြက်ဆင်းပြက်နိုင်တယ်တဲဟိုကန်ဒီပါတွေလည်းရှာပြီးသွားဖို့အချိန်မရတော့ဘူးထင်ပါတယ်မြန်မာနိုင်ငံမှာလည်းအားကြီးမရကြီးရှိတယ်လို့ပြောတယ်ဆော်အားရှိရနေပြီးတော့မတည့်ရက်နဲ့အဲ့ဒါကိုခါပေးရနေပြီးတော့စကတ်ဟိုးထဲထဲကိုလက်နိုင်နေတာဟေးအချစ်ကိုနိုင်တာအနောက်ကိုနိုင်တာမဟုတ်ဘူးအဲ့ဒါကိုဆော်အားရှိရနေအာသာလုံးပြေမမဝေးရုပ်နဲ့အမှဖီးရတက်နေတာအလုံးမမင်္ဂလာပါမွေး YouTube channel ကြီးရင်ကြိုဆိုလိုက်ပါတယ်မွေးဒီနေ့တက်ဆက်ပေးချင်တဲ့သတင်းလေးကတော့လူမှုကွန်ရက်ပေါ်မှာအရောက်မှာပြတ်နှက်နေတယ်ဒီစိတ်ကူပူရောက်မြန်မာစုံတွဲပေါ့နော်ဒီအမျိုးသားဆိုလို့ရှိရင်လည်းမိမရဲ့ကလေးရှိရဒါကိုမရင်ငယ်မနဲ့ ဲ့ဖောက်ပြန်ပြီးတော့ယထာဘော်လူမြင်ကွင်းမှာမဖွဲ့မရတဲ့ပြုလုပ်နေလို့လူပြောများပြီးတော့ဝေဖန်ခံနေရတယ်ပေါ့နော်ဗီဒီယိုတမှဆိုလို့ရှိရင်တော့အပြည့်စုံပါပါလေးကြည့်တဲ့မြို့တွေလည်းဘူးတရတင်းငတ်စာရအောင်လို့ပြန်လဲညောင်းလိုက်တာပဲဖြစ်ပါတယ်မွဲဗီဒီယိုလေးကိုအဆုံးထိလက်ပါကြည့်ရှုပေးဖို့ဖိတ်ခပါရှိဒါဆိုရင်တော့ဗီဒီယိုလေးကိုစာလေးကြည့်ရအောင်နော် ။ဘာမှမတော့လေသူများကြောင့်မပြောဘူးဒီမှာရလာနင်တို့ကြောင့်လည်းအကုန်မြန်မာတွေလေအကုန်သိခါကြတယ်ဒီလားနော်အဲ့လောက်ထိရွာထနေလို့ရှင်လေဟိုတယ်သွားတာလို့သိရမလားတခြားဟိုနင်းနေပါလူချင်းတဲ့နေရာတွေမှာလုပ်လေအခုဟာချင်းလူလူလေကောင်ကြီးမှနင်တို့မရှက်ဖွင့်မဲ့ငါတို့မြန်မာတွေအကုန်သိခါရထားပေါ်မှာနှိုက်နေတဲ့ဇုံတဲ့ဒရက်အကြောင်းကိုကျွန်တော်ပြောရပါမယ်။ဒါကျွန်တော်လည်းတုံတောင်ဆိုတော့ကျွန်တော်ကမ္ဘာသတင်းတွေပဲနိုင်ငံရေးသတင်းတွေပေါ့ကမ္ဘာနိုင်ငံရေးသတင်းတွေပဲကျွန်တော်ပြောတာ။ ဒါပေမဲ့ဒီဟာတော်တော်ကိုဆိုးရွားတဲ့အရာမျိုးလို့ကျွန်တော်လည်းပြောတာဗျာဒါတချို့ကတော့ပြောတာမြန်မာအတွဲလို့ပြောကြတယ်ဟုတ်ရှင်လည်းဟုတ်မှာပေါ့ကျွန်တော်လည်းအတိအကျတော့မသိဘူးဒါပေမဲ့မန်ဒီမှာရေးတာတော့မြန်မာအတွဲဆိုပြီးတော့ရေးတော်တော်ကိုရုပ်ပြက်ဆင်းပြက်နိုင်တယ်ဗျာအင်ဒိုနီးရှားအမျိုးသမီးတယောက်ကတင်ထားတွေ့လိမ့်မယ်မျိုးသမီးကတော့မြန်မာနဲ့ပြတကယ်သူပါဟုတ်ပါတယ်မြန်မာဖြစ်လောက်တယ်မြန်မာဖြစ်ဖို့များတယ်အဲမျိုးသားကတော့အင်းကြီးကျွန်တော်တို့မြန်မာနိုင်ငံမှာဝင်နေကြပုံစံမျိုးအင်းကြီးအကြားပေါ့ဗျာဟောအင်းကြီးအဲအကြားကွက်နဲ့ နောက်ကနေပြီးတော့မှအမျိုးသမီးကိုဖတ်ထားတယ်ရထားပေါ်မှာထိုင်ကုန်မှာမဟုတ်ဗျအဲလူစင်းတဲ့အပေါကနားလေးကတိုက်မှာကျွန်တော်မြန်မာနိုင်ငံရထားပုံစံမျိုးပါပဲဟောလူစင်းတဲ့ရထားတိုက်မှာမတည့်ရဟိုးမှာတော့အဲတိုးအတွက်ဒရက်ရှိတယ်တိုးရဲ့အတွက်ဒရက်ရှိတယ်အာဒီဘက်ကတိုးရဲ့တွေဒရက်ကအမျိုးသမီးကတော့အမတ်တမတ်တော့ကြိလိုက်သေးတယ်ဗျာဒါသူတို့လည်းဟောသူတို့တော့ရှက်သွားတယ်တင်တယ်တိုးရဲ့တော့ရှက်ရတဲ့အထိဖြစ်ရသူတို့လုံးပုံလုံနေရလေအ တော်တော်ကိုစိုးတယ်ဗျာတော်တော်ကိုစိုးတယ်ရိုက်ရှာကြည့်လိုက် Happy Sunday Singapore လိုက်ရှာရိုက်ရှာကြည့်လိုက်အဲ့ကောင်မလေးကမျက်မှန်နဲ့အရှိကနေပြီးတော့မှလွယ်အိတ်ကိုသူကအဲကြောဘွေကောနော်ကြောဘွေကောအရှိမှလွယ်တာကြောဘွေကတေးတော့ဗျာဟောတိတာတော့အောက်ကစကတ်အတူနဲ့အဲနောက်ကအမျိုးသားတော့အသက်တော့ကြီးလောက်ပြီဗျာတချို့မန်းနေမှာရေးတာတော့ကျွန်တော်တွေ့တယ်အာကျမတို့ရွာကတွေပါရေးတာတွေ့တယ်ဗျာဒီလူကအာမြန်မာနိုင်ငံမှာလည်း အော်တာကြီးမြားကြီးရှိတယ်လို့ပြောတယ်အဲရေးတာအတွက်ဒါကျွန်တော်လည်းအတိအကျမသိဘူးเนาะအတိအကျမသိဒါပေမဲ့မြန်မာဖြစ်ဖို့တော့များတယ်မြန်မာဆိုရင်တော့တော်တော်တိုက်ခါကြတယ်ဗျအော်အနောက်ကနေပြီးတော့မှအမျိုးသမီးကိုနှိုက်တာနောက်ကိုနှိုက်တာမဟုတ်တော့အရှိလက်ကိုအရှိကြော်ပြီးအရှိကိုကြော်ပြီးတော့နှိုက်တာဗျတော်တော်ကိုရုပ်ပြက်ဆင်းပြနေတယ်ကျွန်တော်ကျွန်တော်မြင်တာကတော့ဒီအတွက်ကတော်တော်ကိုဟွာဖြစ်နေတယ်ထင်သလားအော် တဲ့ကန်ဒီပါရီလဲရှာပြီးတွားဖို့အချိန်မရတော့ဘူးထင်ပါတယ်အလုတ်သွားနေရင်းနဲ့လားအလုတ်ပြန်နေနဲ့လားမပြောတတ်ဘူးအရှိအမင်းကလေးကလည်းပထမညင်နောက်ပိုင်းတော့တကြီးတားနဲ့ရင်တော်တော်ကိုအဲအရှက်မရှိလို့ပြောရမှာပေါ့ဗျာကျွန်တော်တော်တော်ကျွန်တော်မြန်မာတွေဆိုလို့ရှိရင်တော့ကျွန်တော်ပြောချင်တယ်တော်တော်ကိုတိတ်ခါကြပါတယ်လို့သင်္ကန်းသာယူဖို့တော့ကျွန်တော်ပြောပေးတာပါပြောချင်ပေမဲ့ပြောမယ်ဆာလုံးမှာ MRT ရထားပေါ်မှာမြန်မာချင်းတော့မြန်မာနိုင်နေတာဟေးဒါနောက်ကနိုင်နေတာပေါ့ဘူး तू ကစကတ်ဝတ်ထားတာ तू အထက် ။ဘာကုန်းလည်းမဟုတ်ဘူးနော်။မြန်မာယောက်ျားမြန်မာမိန်းကလေးသူတို့ချင်းဘေးချင်းကတ်သွားတဲ့သူတွေလည်းကြားတယ်။ဒါပေမဲ့တင်လာအင်ဘုံမှတင်လိုက်တယ်ဆိုလားမသိဘူး Facebook မှာတော့ဘလူးလေးကိုပြန်ထနေတဲ့ကိစ္စနော်။ အဲ့ဒါကိုကမလီရစကတ်ကဒူးထက်ဝင်ထားတယ်ဆက်ဆက်ကောက်လိုက်တာနော်ခက်ကျောဝိတ်ကိုခက်ကြီးကြီးလွယ်ပြီးသူရင်ပတ်ရှိကိုကျောဝိတ်ချထားတော့ကောင်းကွယ်ကိုရထားပေါက်ထွက်ခံနေဆိုလို့ရှိရင်ဘေးနားလေးအဲ့လိုနိုင်ရန်လောက်လူနေရမှာပေါ့ရက်နေတာမထိုင်မဲနဲ့ကောင်းကနောက်ကပေါ့စောအားရှိရနေပြီးတော့မတည့်ရက်နဲ့အဲ့ဒါကိုခါပေးရနေပြီးတော့စကတ်ဟိုးထဲထဲကိုလက်နှိုက်နေတာဟေးအရှိကိုနှိုက်တာအနောက်ကိုနှိုက်တာမဟုတ်ဘူးအဲ့ဒါကိုစောအားရှိရနေအာသာလူပြေမမဝေရုပ်နဲ့အမဖီးတက်နေတာနောက်ကကောင်လည်းဟီလာရီထားပြီးမျက်နှာရဖြီးချတဲ့ကိုကနေပါရင်မဆောင်နိုင်ဘူးလားနေ ဟိုစတေကိုမြန်မြန်ကွဲဆိုတာเนาะစားရဲမှာစာလုံးဟေးဆိုရင်မိန်းကလေးတွေဟိုဖြစ်ပါတယ်ဆိုเนาะဒီအာသာမပြေမမဝေမကိုလည်းတကယ်ကျေးဇူးတင်တယ်ဒီလိုယထားပေါ်မှာအကောင့်တစ်ကောင့်အနိုင်ခံတာငါတို့ ကလေးနှင်းရောက်အမေတွေတောင်မှเนาะအဲ့လိုအနှိုက်ခံမှုမပြောနဲ့အော်ဩပါတယ်ဟဲ့ဒီကိစ္စကလူတိုင်းဟိုအရွယ်ရောက်ပြီးတဲ့လူတိုင်းတုတ်တာသိတယ်လေเนาะနင်တို့အဲ့လောက်ကြီးကြတော့လေဆာလုံးလူမိယာမျိုးကြီးမှာအဲ့အချက်တွေကိုကွယ်လိုင်းပေါ်မှာ Facebook မှာပလူပြန်ထနေပြီเนาะအဲ့ကိစ္စအားလေလာအောင်မှတကြောသေးလားတော်စိပြဖို့ကောင်းတယ်တချို့ရေလေနော်ယောက်ျားကမနေနိုင်ဘူးဆိုရင်လည်းယောက်ျားဆိုတာလုံတဲ့ကောင်ကမနေနိုင်ဘူးဆိုလည်းကိုကဟိုကပြဖို့အရင်ကလည်းတချို့ဆိုချုံမုတ်တွေထဲမှာ အဲ့ဒီနှိုက်တဲ့ပြဿနာလေးစာလုံးမှာတော့ပတ်စံနေပါလေမတုံးနိုင်ဘူးလားသွားကြပါလားလို့နှိုက်တာနှိုက်တဲ့ပုံเนี่ยခဏခဏအခုကယထားပုံမှာတော့ယထားပုံမှာနောက်ကနေပြီးတော့မတည့်ရက်ပြီးတော့အရှေ့ကနေဦးစွားမတည့်ရက်နောက်ကလည်းဟိုမတည့်ရက်ပြီးခါပေးရရင်သွားတိုင်းရောဟိုထဲကိုနှိုက်ချတာဟေးပေါ်တင်ပဲပြောတော့တာဖြစ်ပါလွန်လွန်အားကြီးလို့เนาะတကယ်ရှက်ဖို့ကောင်းတာเนาะကိုယ်တွေလည်းတကြီးရွယ်ဖို့ဖြစ်နေအဲ့လောက်ကြီးထီရကြတော့ဟေးတော်တော်လွန်လွန်နဲ့မြန်မာမတွေဖြစ်ပြီးမြန်မာနဲ့မြန်မာချင်းတော့ဘာကုန်းငယ်မဟုတ်သေးဘူး မြန်မာမြန်မာချင်းအမလေးဘေးကနေဖြတ်သွားလို့အဲ့ဒီနေ့ကစကားပြောတဲ့အကြားတဲ့ဆိုရဲတင်ထားတဲ့သူကအစာရှိတယ်စိတ်ဆင်းရဲဖို့တောင်ကောင်းတယ်နေပါထိန်ကြပါကွယ်စင်ကာပူနိုင်ငံမှာပတ်စံမတုံးနိုင်တော့ဟိုတယ်ကလေးနှစ်ယောက်ကိုဆက်တူရှယ်ယာလေးနဲ့သွားကြပါဟဲ့နော်အန်ဩပါလေတကောင်နဲ့အကုန်ခံနိုင်လဲနှစ်ကောင်မျှပြီးတော့နှစ်ကောင်လုံးမူစူဒူးကျင်နေတဲ့ဟာလေးနှစ်ယောက်လုံးပြီးရတဲ့ဟိုရှိရတယောက်ကလည်းအားသာပဲဆက်ဆရာကောင်းလိုက်တာနော်တားလေးလောက်တယ်ဆိုလဲပါ့ကိုပဲပြင်ညာပြန်ဆွဲရိုက်ခဲ့ရမှာတကယ်မိမ့်မှာဆိုလို့ရှိရင်သိလား တကယ်ချစ်တဲ့ကောင်ကိုအဲ့လိုနှိုက်ဖို့နေနေတတ်တာကဲဒါမှငါတို့ရွှေမြင်မှာပေါ့နော်စင်ကာပူက MRD ယထားပုံမှာနှိုက်ချလိုက်ပြန်ပြီနော်ဒီမိမကနော်ဒီသူတို့ကြီးကရွာဖြစ်ဖို့များတယ်နော်ဒါကလေကျွန်တော်ဒီနေရလူရဘလိန်းတာမဟုတ်ဗျာဒီလားသူတို့ရွာမှာကြတော့ဗျာအရန်ထမိန်ပဲဝေးရဗျာအရန်ကြက်တယ်ဗျာတရွာနဲ့တူတိရောလေအဲ့တော့စင်ပူလူနေရာမျိုးလဲရောက်တဲ့အခါကျတော့လုံးဝစိတ်လွတ်ကို ကမြင်းတာတွေ့လားကုရဒီမှာယထားပုံမှာမနေနိုင်မထိုင်နိုင်ဗျာသိလားအဲ့ကျွန်တော်လွန်ခဲ့တဲ့ဟိုပါလဲ10 2017လောက်တော့စင်ကာပူသွားတော့မြန်မာကြီးကမရဘူးဗျာသိလားဟိုကိုလူမျိုးချင်းနှိမ်တာမဟုတ်မြန်မာကြီးရှိရယ် City Hall မှာဆိုရင်ကုန်းတွေးတွေတွေ့ရရယ်ကုလည်းဒီမှာကြည့်အောင်လူရှိလူရှိယထားကြီးပုံမှာဟိုကနှိုက်နေအောင်နော်ကို ကိုကနဲ့ကိုကိုအိမ်နဲ့ကိုနေရတယ်မြန်မာပြည်မဟုတ်မင်းတို့အိမ်ရောက်မှမင်းတို့ကြိုက်တယ်လို့လှုပ်ကြလေဒါကြောင့်အခုချိန်မှာလေငါစင်ကာပူကမြန်မာဆိုရင်ငါတော်တော်ရှက်မိမှာတော်တော်ရှက်မိမှာဒီကိစ္စကတော့ဟိုမြန်မာချင်းချင်းပြန်သွားမှုဒါတို့စင်ကာပူကတယောက်ကတင်ထားတာဒီဘာသာစကားဆိုအင်ဒိုနီးရှားစကားလားမသိဘူးဘယ်သူကအဲ့ဟာကိုရိုက်ပြီးတင်လိုက်တာလည်းမသိဘူးရှေးလက်ရှက်ဖို့ကောင်းလေနော်နေပါပါလေဟိုအသိဉာဏ်လေးပါရှိကြပါဦး အဲစင်ကာပူမြန်မာရေးစာကျွန်တော်တကယ်ရှက်တယ်ဆက်ဆရာကောင်းလဲနောက်ကြည့်လိုက်ကြပါဦးစင်ကာပူကမြန်မာတွေတဲ့အဲ့မှာ ယထားပုံမှာတဲ့အဲ့ဒါမြန်မာမနဲ့မြန်မာခေါင်းနဲ့လို့တော့ပြောကြရပါတော့။ဘာလူမျိုးတွေညာလူမျိုးတွေတော့အဲ့မပြောတော့ဘူး။မြန်မာလေးတော့အုပ်ပေးထားလိုက်မယ်။ဒီဗီဒီယိုကအခု live မှာအရန်ပြန်နေတာပေါ့နော်။အဲအခုတင်ထားတဲ့ဗီဒီယိုကိုတွေ့တာကအင်ဒိုမရဲ့အကောင့်ကပါလေ။မြန်မာတွေတိတ်ခါကြဆင်းနေတော့ဒီပြုမှုကဒီလိုရလေကိုမမရေးကြပေါ့နော်မရကြီးတွေရောကလေးတွေရောရှိပါတယ်တဲ့အခုမရကြီးရဲ့အမားနဲ့ဆိုလာအဲ့ဒီဗီဒီယိုတွေ့လို့ပေါ့နော်အဲ့မှာနည်းနည်းပွဲဖြစ်နေကြတယ်လို့ပြောတဲ့ ီလိုမျိုးကိုယ်လိမ်ပိုင်းဆိုင်ရာကဟုတ်တယ်မလားဒါကတော့ဘယ်သူဆိုတာစီးပင်းရနိုင်ဆိုမှန်ပါရဲ့ဒါပေမဲ့ဒီလူများတုံးနေတဲ့ရှင်ပေါ်မှာကိုယ်အဲ့လိုမျိုးလုပ်တင်တာပုံမှန်ဆိုလို့ရှိရင်ပွဲတွေဝင်ပါလိမ့်မရှိဘူးပေါ့နော်ဒုစာကျတော့မြန်မာမြန်မာဆိုပြီးတော့မှအရန်နမဲချင်းတို့ပါဒုစာတွေကိုပြပြလိုက်တယ်ပေါ့နော်အဲ့လိုယထာပုံမှာတွေပါလိဘေးရနေတယ်ပေါ့မှာရတော့အပြောခံနေရမှာကြာကြည့်အောင်သူတို့ဟုတ်ကဲ့ပါမျိုးရည်မွဲဗီဒီယိုလေးတော့ဒီလောက်ပါပဲဗီဒီယိုထဲမှာဆက်လို့ရှင်တော့ဒီစတင်ကူရောက်ဆုံးတွဲက ဒီအမျိုးသားဆိုလို့ရှိရင်လည်းမိရနဲ့ကလေးရတာကိုမိငမနဲ့ဖောက်ပြန်ပြီးတော့ဒီလူမြေကွင်းမှာမတင်တော်တာဒီလုံနေပေါ့နော်အမ်စစ်ဘူးရမြန်မာတွေအတွက်လည်းတိတ်ခါကြစီတယ်ဒီလိုမျိုးတွေတော့မလုံးသူတို့တော့ထင်ပါတယ်ချိတဲ့မျိုးတွေရောဘလို့ထင်လဲပေါ့နော်အမျိုးတွေထင်ရင်စချက်ကလေးတွေလည်းဗီဒီယိုလေးအမှာ comment လေးတွေရေးခဲ့ပြီးတော့ရပါရှိဗီဒီယိုလေးလည်းမမြလေးလိုက် share လေးလုပ်တော့ပြီးတော့တောင်းဆိုပါတယ်ကြည့်တဲ့မျိုးတွေလည်းပူတရာတင်ငန်းစာတစုံတရာရလိမ့်မယ်လို့လည်းမျှော်လင့်ပါရှင်။မွဲဗီဒီယိုလေးကိုအဆုံးထိလည်းပါကြည့်ရှုပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်။နောက်ထပ်ဗီဒီယိုမှာပြန်ဆုံမယ်နော်။တာတာ။